ရှိနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Adulay Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာတိမတ်ဆရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်ငွေတောင်တဆောင်းနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်တွင်ရမှုဖြစ်သူ ပါကစ္စာဓမ္မဇောတိကတစားဆရာဦးစန်းလင်းဆယ်မြောင်း ਨੇ စေးနေ့တင်ပြလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေပြေကဏ္ဍကိုတဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအတိမတ်ဖွဲ့ရာတရဏိယကထာခေါင်းစဉ် ਨੇ အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း229ခုထိဖြေကြရိုက်ကိုထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။ အခုခါမှာတော့ online ဓမ္မအမေပြများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆန်ရာအမေပု္ပ္ပာများကိုဆရာကဆက်လက်ဖြေကြားပေးသွားအောင်ပါပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကိုတခုပန်ကြားလိုတာကတော့မေးခွန်းမမီတဲ့မေးစာပေးစာများနဲ့မေးရန်မသင့်တဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြေရှင်းပေးခြင်းမျိုးတို့ကိုမပြုတ်တီကို နားလည်သိခံခွင့်လွှတ်ပေးပါရန် ီနေရာကနေပြီးတော့ဆရာမင်္ဂလာပါမင်္ဂလာပါဘုရားဟုတ်ကဲ့ပါရှင်ဒါဒီတပတ်ရပေါ့နော်အွန်လိုင်းဓမ္မအမေးဖေများအစီအစဉ်မှာပထမအဦးဆုံးတာမင်းမျက်လာမင်းကုန်းလေးကိုတမင်းဖတ်ပြပေးပါမယ်ရှင်ဒီမေကုန်းလေးကိုတော့ဒါအကောင့်နံပါတ်ဦးလေးတောင်ကမိထားရပဲဖြစ်ပါရင်မေကုန်းလေးကတော့ပစ္စည်းဥစ္စာကျွဲဝသူတယောက်ရုပ်တရက်ဆင်းရဲသွားရင်ပစ္စည်းတင်ခါရလူတယောက်အမှတ်တမဲ့တည်ဆုံသွားရင်လူတင်ခါရ အဲ့လိုမျိုးပစ္စည်းနဲ့လူတစ်ခုခုပြန်စည်းသွားမှသင်္ခါရဖြစ်သွားတယ်ဆိုပြီးတော့လူအများကထင်မှတ်နေတတ်ကြပါတယ်။အဲ့ဒါကမှန်ပါသလားဆရာဆိုပြီးတော့မေးမြန်းထားရပါရှင်။ပြုပြင်စည်းမှုသဘောမှန်တယ်များကိုသင်္ခါရလို့ဘုရားမြတ်စွာဟောတော်မူတယ်။ပြီးတော့ဒီသင်္ခါရဆိုတဲ့ဝေါဟာရကကျွန်တော်တို့ပြိဿတမှုပတ်ဒေသနာတော်မှာဒုတိယစကလုံးပေါ့ဗျာ။ဝိဇ္ဇာပြင်သင်္ခါရလာတာပဲလေ။အဲ့တော့အမတန်ကျယ်ဝန်းတဲ့အမတန်နဲ့ဆိုင်တယ် ီနေ့ခေတ်ကျတော့ရှိကြအသိပညာရှင်တပ်ပညာရှင်တွေခေါ်တယ်သိပညာရှင်တွေအားစားပေါ့နော်ဒီကောင်းကင်စထာကောင်းကင်ကြီးရဲ့အကျယ်ဝန်းကိုတိုင်တာကောင်းတိုင်ညာနိုင်နေမယ်မာသမှုတရားရဲ့နဲ့လည်းသူတို့ထုတ်ပြနိုင်အောင်ထုတ်ပြနိုင်မယ်ဒါပေမဲ့သင်္ခါရရဲ့အကျယ်ဝန်းနဲ့တိမ်တဲ့ကိုသူတို့တိုင်တာဖို့နေနေသာသာသူတို့စဉ်းစားဝိုင်းပြီးစဉ်းစားတာတော့မှနော်ဦးနှောက်၆၀ပြက်သွားလိမ့်မယ်ဘာကြောင့်လဲလို့ဆိုတော့သင်္ခါရရဲ့အနတ္တိပဲဟာကောင်းကင်ကြီးတို့ဒီမာသမှုတရားတို့တဲ့အကျယ်ဝန်းနဲ့ဆိုင် ဒါဖြင့်ဒီသင်္ခါရတရားကိုကျွန်တော်တို့သိခွင့်မရဘူးလားသိချာချာပေါ့နော်မေးစရာရှိကြပါဘူးကျွန်တော်တို့ကဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက်အမတန်ကံကောင်းတယ်လို့ပြောရမယ်နော်ဒိဋ္ဌိပြဒနာပြရနေလွတ်တယ်ပေါ့အဲ့တော့ဗုဒ္ဓမြတ်စွာသာသနာတော်မှာဗုဒ္ဓမြတ်စွာမရှိတော်တော့ပဲမရှိတော်တော်လဲပေါ့နော်ဟိုဘာခေါ်မလဲတရားမှန်တော်ကြီးလို့ခေါ်တယ်ဓမ္မဒါသပေါ့မြတ်စွာဘုရားထားခဲ့တယ်ပေါ့အဲ့ဒီဓမ္မဒါသဆိုတဲ့တရားမှန်တော်ကြီးမှာသီလကအထောက်ပေါ့သမာဓိကအကုတ်ပေါ့ပညာကမှန်သားခေါ်တာပေါ့ ဓိကတော့ကျွန်တော်ကြည့်ဖြစ်ဖို့ပဲအဲ့ဒီတရားမှန်တော်ကြီးကိုကြည့်လိုက်ရင်လက်ဆက်ပြဟောထားတဲ့တရားတွေရှိတယ်အဲ့ဒီထဲမှာတခေါမှရှိတယ်သင်္ခါရနဲ့ပတ်သက်လို့အတိအကျပြောမယ်ဆိုရင်ပေါ့နော်သဗ္ဗေသင်္ခါရအိဋ္ဌာဒါအနှစ်ချုပ်ပဲဆိုလိုတာကအိဋ္ဌာဓမ္မနဲ့သင်္ခါရကိုထောက်ကြည့်မယ်ဆိုရင်သင်္ခါရအားလုံးကိုအကုန်စင်သိနိုင်တယ်အဲ့ဒီသင်္ခါရကိုအိဋ္ဌာဓမ္မတွေကိုထည့်ကြည့်လိုက်ထည့်ကြည့်လိုက်ရင်ဟိုကျွန်တော်ဆိုလိုတာကဒီလို အနိစ္စဟာသင်္ခါရကိုတိုင်းတာဖို့အတွက်အကောင်းဆုံးသောပေရန်ပဲအမှန်ဆုံးသောပေရန်ဆိုတွေ့ရလိမ့်မယ်အဲ့တော့သဗ္ဗေခတ်သိင်္ဂုံသောသင်္ခါရပြည့်ပြည့်စည်ရမှုတရားမှန်သမျှတို့ဒီအနိစ္စအမြဲမရှိကြဘူးဒီတစ်ခွန်းကဒါအပြည့်ဆုံးပဲဒါလည်းသာပြောခြင်းဟောကြားတော်မူခဲ့တဲ့တရားဒေသနာပဲဒီတော့သဗ္ဗေဆိုတဲ့နေရာမှာအနာဝသေသသဗ္ဗတာဝသေသသဗ္ဗရှိတဲ့အစာအနေနဲ့အကျွင်းရှိသောသဗ္ဗအကျွင်းမရှိသောသဗ္ဗပေါ့နော်သဗ္ဗေခတ်သိင်္ဂုံသောလို့ဆိုတဲ့သင်္ခါရတွေထဲမှာ ပြုပြင်စီရင်မှုဆိုတဲ့သင်္ခါရတွေလည်းပါတယ်အပြုခံသင်္ခါရလည်းပါတယ်ဆိုတော့ဒါကပြုလုပ်တဲ့သင်္ခါရအပြုခံသင်္ခါရရှိတယ်ပေါ့လောလကူဥပမာပြောမယ်ဆိုရင်အခုကျွန်တော်တို့ဖြူချိန်ကြံလို့ဖြူလာတဲ့သဘင်တွေကိုဆေးဆိုးပေးနေရတာသင်္ခါရပဲပြုပြင်စီရင်မှုတစ်ခုပေါ့မိုင်းရင်ကြံလို့မိုင်းလာတဲ့မျက်လုံးတွေကိုမျက်စင်းခန့်မျက်မှန်တပ်ပေးနေရတာသင်္ခါရပဲကျိုးချိန်ကြံလို့ကျိုးတဲ့သွားတွေကိုအထုထက်ရတာတို့အံကတ်ထက်ရတာတို့ဒါတွေရတယ်ပဲပြုပြင်စီရင်နေရတဲ့သင်္ခါရပေါ့ ဘုံလေးတူစွာပဲထိုင်းကျင်ကြံလို့ထိုင်းလာတဲ့နားတွေကိုလည်းပဲငကြက်တက်ပြင်းနေရတဲ့သင်္ခါရ။ကောင်းပြီအဲ့ဒါလိုပြုပြင်စီရင်တဲ့သင်္ခါရပြုလို့လိုက်လို့အသက်သက်ဖြစ်လာတယ်ပေါ့ကောင်းမွန်တဲ့ဟာလေ။အပြုကံသင်္ခါရတွေအသက်ဖြစ်လာတယ်ပေါ့ယုံနဲ့ဓမ္မတွေ။အဲ့ဒါလိုဖြစ်လာတဲ့သင်္ခါရတွေရောအတိတ်ဘဝနဲ့ပြုပြင်စီရင်လိုက်တဲ့ပုံညာပြီးအပုံညာပြီးအနိစ္စာပြီးပေါ့သင်္ခါရတရားတွေရောပြုပြင်လာစီရင်လိုက်လို့ရရှိလာတဲ့အကျိုးတရားတွေပေါ့ဗျာဒီဘဝမှာပြောရင်တော့ဝိညာဉ်နဲ့ကလာနာဖတ်တာတွေပေါ့ဒါတွေပေါ့။တနည်းအားဖြင့်ပြောရင်ဝိဘက်နာမခန္ဓာနဲ့ကမ္မစာယုတ်တွေပေါ့စာသံပေသံနဲ့ပြောရင်တော့ ဲ့ဒါလိုပြုခံသင်္ခါရတွေရောပြုလုပ်တဲ့သင်္ခါရတွေရောအားလုံးဟာ ဖြစ်ပြီးဒီနောက်ဖြစ်တဲ့အတိုင်းတည်တတ်မနေပဲနဲ့အချင်းချင်းမှာတနည်းနည်းနဲ့ခြေမွားပြပြုံလက်စာတုံးသွားကြတယ်အဲ့ဒါတွေအားလုံးဟာသင်္ခါရဆိုတဲ့ဟာဟိုအနိစ္စဓမ္မတွေမှာအကုန်ကျုံးဝင်သွားတယ်ပေါ့နော်ဒါကြောင့်သူ့ကိုအနစ်ချုပ်ပြီးတော့ပြန်ကြည့်ရင်ပစ္စည်းတစ်ခုပျက်စီးသွားမှသင်္ခါရမဟုတ်ဘူးလူတစ်ယောက်ရုပ်တရက်ကျွယ်လွန်သွားမှသင်္ခါရမဟုတ်ဘူးတကယ်တမ်းသင်္ခါရမြတ်စွာဘုရားရှင်ဟောတဲ့သင်္ခါရတရားဆိုတာတတ္တလောကကြီးတစ်ခုလုံး နော်နောက်တစ်ခါယုံဉာဏ်ဓမ္မသင်္ခါရဤတစ်ခုလုံးရဲ့အမြဲတမ်းဖြစ်စည်းနေတဲ့ဖြစ်ပျက်ပြောင်းလဲမှုအစဉ်ကိုသင်္ခါရလို့ပြောမှတာလေအလုံးအကျုံးဝင်ပြီးတော့မှန်ပါလိမ့်ဟုတ်ကဲ့ပါဆရာဓမ္မမိတ်ဆွေတွေအနေနဲ့လည်းကျန်းတဲ့နဲ့တိတ်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာအခုလိုမျိုး online ဓမ္မအမေဖြေအများကဏ္ဍမှာပါဝင်ပြီးတော့ဖြေချပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ Adobe Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်